ကယ်တကယ်ပြောရင်သူ့ကျမ်းမာရေးအဆင့်တန်းကျွန်တော်တို့ထက်ကိုကောင်းပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ तू ကဒီရေကူးလို့ရှိရင်လည်းအခေါက်20လောက်ကို तू ကသာသာရာကူးနိုင်တယ်။နောက်ဒီအဲနေစင်နဲ့မြ तू ဂျင်းကိုမပြက်မကွက်သွား။ तू ကကျွန်တော်ကိုတော့ကျမ်းမာရေးအကြောင်းပြောတယ်ဗျ။ဒီကျွန်တော်ကဟိုဝလာတဲ့အတွက်ဝိတ်ချဖို့တွေ तू ကကျမ်းမာရေးလုပ်နေပြီဆိုတဲ့အကြောင်းတွေ ကျွန်တော်ကလည်းအဲ့လိုဝိတ်ချဖို့လေ့ကျင့်ခန်းလုပ်ဖို့သူကမှားတယ်ဗျကျွန်တော်နောက်တစ်ခုကအဲဆုံးနာကိုမိသားစုတွေတိပြီးမကြခင်ပဲကျွန်တော်လည်းသိရပါတယ်ဗျအဲ့ဒီအချိန်မှာကျွန်တော်အရန်ကိုတုံလုံးမိတယ်ဘာကြောင့်လဲဆိုတော့ကိုမောင်နဲ့ကျွန်တော်နဲ့ကအမြဲတစေလူမတွေ့ရင်အောင်တယ်လီဖုန်းတွေ့ပြတယ်ပေါ့မမတ်ရရတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကဒီညနေဇောင်းလောက်မှာခါတိုင်းတွေ့နေကြ ျွန်တော်ကဒေါက်တာအောင်နိုင်ဝဲမှာခင်ဗျဟုတ်ကဲ့ကိုဘီလီထွန်းနဲ့ဆိုရင်တမျိုးတည်းသားတငယ်ချင်းဆိုလည်းဟုတ်ညီကိုဆိုလည်းဟုတ်တယ်နှစ်ပေါင်းများစွာအတူတူခင်လာကြတဲ့မိတ်ဆွေတွေလည်းဟုတ်ပါတယ်ဗျကိုမောင်အနေနဲ့ကတော့သူကဂီတပေါ်မှာတော်တော်လေးဆွဲလန်းပြီးတော့ယူသွတ်တယ်လို့ပြောလို့ရတယ်ခင်ဗျဘာကြောင့်လဲဆိုတော့သူကသချင်းတစ်ပုတ်ကိုအတမ်းမသွင်းခင် ပြင်ဆင်တဲ့အစ်စ်မာတယ်သူမကြိုက်မချင်း သူပြင်ဆင်ပါတယ်အတန်သွင်းတဲ့ခါမှာလဲဟိုအကျိမ့်ဖန်များစွာပေါ့နော်မကြိုက်မချင်းပြန်သွင်းတာကိုတွေ့ရတယ်နောက်ဒီအလုံးနဲ့ပတ်သက်ရင်ရည်ရွယ်ချက်လည်းကြီးတယ်လို့သူကဟိုအည်သွေးကောင်းကောင်းရဖို့လဲသူ့ဘက်ကအားဆိုင်တာတွေတော်တော်လေးများတာတွေ့ပါတယ်ဗျအဲကိုမောင်အနေနဲ့သူကဟိုတငယ်ချင်းတွေပေါ်မှာရောဂျန်တဲ့လူတွေပေါ်မှာရောသူကဟိုအမြဲတစေကူညီတတ်တဲ့စိတ်ကလေးရှိတယ်ဗျသူကနောက်တစ်ခုကအဲဘယ်တော့မှမဆိုဘောနော်သူကဒီ မာနမကြီးတာတော့သူထူးခြားချက်ပေါ့လေအဲဘယ်သူမဆိုသူကအားလုံးစကားပြောတိုင်းရင်လည်းညင်ညင်သာသာပြောဆိုတယ်သူ အားလုံးပေါ်မှာသူဂယုဏရှိတယ်အဲကျွန်တော်တို့တွေဆိုလည်းတကယ်တော့သူ့ထက်ငယ်တာပဲသူကအမြဲတမ်းအဲ respect တခုနဲ့သူကပြောတယ်ကိုငယ်တဲ့လူတော့နောက်တစ်ခုကဟိုအမြဲသက်စေပေါ့နော်ကျွန်တော်ဒေါသထွက်နေတာကိုမတွေ့ဘူးကိုမောင်ဒေါသထွက်နေတာအဲ့လိုပေါ့နော်အမြဲတမ်းသူကအဲ့လိုအေးအေးဆေးဆေးနဲ့ ဲကုညီတက်တဲ့သဘောကောင်းတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်မြင်ပါတယ်ဗျအသက်အရွယ်တစ်ခုရလာပြီမဲ့ဂီတနဲ့ပတ်သက်ရင်တော့သူကအမြဲတမ်းနုပြိုနေတဲ့လူပါအမြဲတမ်းကျွန်တော်တို့နဲ့တွေ့ရင်ရောဒီအမြဲတစေပေါ့နော်ကျွန်တော်တို့ကဟိုအပျော်တမ်းပဲဖြစ်ဖြစ်ကျွန်တော်တို့တီးပြစ်ဆိုဖြစ်ပါတယ်သူကနောက်ပိုင်းမှာတော်ယုံတချင်းမဆိုဖြစ်ပြီမဲ့ကျွန်တော်တို့နဲ့တွေ့ရင်တော့သူကဂီတအကြောင်းပြောတယ်ဒီတချင်းရမယံကဆိုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအထူးသဖြင့်ပေါ့သူကအခုချိန်ထိ ဒီအတန်နီးပညာပိုင်းဆိုင်ရာတွေဆိုလဲသူကယူသွင်းနေတော့မယ်အခုချိန်ဒီဘယ်ဆက်ကဘလို့အစ်စ်ပေါ်တယ်ဘယ်ဟာပိုကောင်းတယ်ဆိုတာကျွန်တော်တို့မျှဝေလေးရှိတယ်ဗျအခုချိန်ဒီတော့နောက်ကျွန်တော်တို့အခုလုပ်ငန်းတွေမှာဒီ audio နဲ့ပတ်သက်ပြီးတော့ဖြောပြေးလုပ်ငန်းတွေမှာဆိုလဲသူကအခုချိန်ဒီကျွန်တော်တို့အကြံကောင်းညံကောင်းနေပေးနေတော့မှာပဲဗျအောင်ဆုံးတဲ့တရင်ရောအခုကဘယ်ချိန်လောက်ကြာမှပြီးရလဲပေါ့နော်ညနေဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဗျာကျွန်တော် အဲဆုံးနာကိုမိသားစုတွေတိပြီးမကြခင်ပဲကျွန်တော်လည်းသိရပါတယ်ဗျအဲ့ဒီအချိန်မှာကျွန်တော်အရန်ကိုတုံလုံးမိတယ်ဘာကြောင့်လဲဆိုတော့ကိုမောင်နဲ့ကျွန်တော်နဲ့အအများတစေလူမတွေ့ရင်အောင်တယ်လီဖုန်းတွေ့ပြတယ်ပေါ့မမတ်ရရတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကဒီညနေဆောင်လောက်မှာခါတိုင်းတွေ့နေကြအချိန်မဟုတ်ပဲနဲ့ကျွန်တော်ကသူ့ကိုတကူးတကခေါ်ပြီးတော့လက်ဖေးဆိုင်ထိုင်မိတာအဲ့ဒါနောက်ဆုံးပါပဲဗျကျွန်တော်တို့နေ့ရက် တွေ့မိတာတော့အဲ့ဒါအဲ့ဒီအချိန်မှာ तू ကမအားပါဘူးဗျာကျွန်တော်က तू မလာချင်တာဟုတ်ကျွန်တော်ဘာကြောင့်မှမသိဘူးအဲ့ဒါ तू ကိုခေါ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်နောက်ဆုံးတစ်ဖေ့ဆိုင်ထိုင်ဖြစ်ခဲ့ကြပါတယ်ဗျာအဲ့ညာဘာကြောင့်လဲပြောပြလိုက်အဲဒီကတော့ဟိုပါပေါ့ကျွန်တော် तू ကကျွန်တော်ဟိုတောင်ကျမ်းမာရေးအကြောင်းပြောတယ်ဗျာဒီကျွန်တော်ကဟိုဝလာတဲ့အတွက်ဝိတ်ချဖို့တွေ तू ကကျမ်းမာရေးလုပ်နေပြီဆိုတဲ့အကြောင်းတွေ ကျွန်တော်ကလည်းအဲ့လိုဝိတ်ချဖို့လေ့ကျင့်ခန်းလုပ်ဖို့သူကမှားတယ်ဗျကျွန်တော်နောက်တစ်ခါကဒီအခုကျွန်တော်တို့ဟိုကျွန်တော်ကအခုဒီဘားတွေလုပ်နေတဲ့ခါကျတော့ဒီပေါ်မှာလည်းသူကဒီအတန်နဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့နော်အတန်ကောင်းအောင်ဘားတွေပဲဆက်တွေအသုံးပြုနော်ပိုကောင်းတယ်ဆိုတဲ့အကြောင်းတွေကျွန်တော်တို့ပြောပြကြတယ်ဗျတကယ်တကယ်ပြောရင်သူ့ကျမ်းမာရေးအဆင့်တန်းကကျွန်တော်တို့ထက်ကိုကောင်းပါတယ်ဗျဘာကြောင့်လဲဆိုတော့သူကဒီ ရေကူးလို့ရှိရင်လည်းအခေါက်20လောက်ကိုသူကသာသာရာကူးနိုင်တယ်နောက်ဒီနေစင်နဲ့မြာသူဂျင်းကိုမပြက်မကွက်သွားတယ်ပေါ့နော်ဒီလိုလူတယောက်ကဟိုကျွန်တော်တို့ကသူအလုတ်ဆိုလဲတော်တော်လုံနိုင်တာဗျအဲ့လိုလူတယောက်ကိုကျွန်တော်တို့ကဒီတေးချင်းတရားနဲ့ဘလို့မှကျွန်တော်တို့တွဲပြီးတော့မစင်းစားမိဘူးပေါ့နော်ဆိုတော့ကျွန်တော်ကြားကြားချင်းမှာကျွန်တော်ခြားခြားလဲပြီးတော့ခေါင်းနေဟိုအဲ့လိုဘာမှမစင်းစားနိုင်လောက်အောင်ကျွန်တော်ခဏ shock ဖြစ်သွားတယ် ပြီးတော့မှကျွန်တော်တို့လည်းအော်ဒါဟိုမမျော်လင့်ပေမဲ့ကျွန်တော်တို့ဖြစ်နိုင်တယ်ဗောနော်ဟိုတကယ်ပြောရင်တောင်ဝေကလည်းရပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အနေနဲ့အရန်နှမျောပါတယ်ဗောနော်ဒါကြောင့်လည်းဆိုတော့ဟိုနောက်မျိုးဆက်တွေကိုသူအများကြီးအဲပညာတွေမျှဝေပေးနိုင်သေးတယ်အမှုပညာတွေမျှဝေနိုင်သေးတယ်အခုချိန်ထိတောင် ကျွန်တော်ကသူ့ကိုပြောပါတယ်မကြာခဏပါเนาะဒီ online ကနေအဲဒီတချင်းနေတပုတ်ချင်းလောက်ပြီးတော့အပျော်ပဲဖြစ်ဖြစ် ပြိတ္တတွေပေးရအောင်လို့သူ့သူ့ရဲ့အမှုပညာကိုနှမျောမိတာပေါ့နော်သူ့အမှုပညာနဲ့သူ့ရဲ့ဒီအတန်ပိုင်းဆိုင်ရာဝန်စာတွေကိုကျွန်တော်နှမျောမိပါတယ်ဗျဟုတ်ကဲ့ဟိုဒါကိုရဲ့တင်ရင်ချင်းပုံရအောင်လို့ပြောလို့ရတယ်ကိုကိုတရားကိုပြောလို့ရတယ်ကိုတိုင်းတော်တိုင်းပဲဒီအဲကိုပြင်းနေပတ်သက်လို့ကိုမောင်နေပတ်သက်လို့ကိုအနေနဲ့ဟိုဝန်ထမ်းစကားလေးတခုပြောပြပါအောင်ဟုတ်ဟုတ်အဲ တကယ်ပြောရရင်ပေါ့နော်ဟိုကိုဘီလီဟာကျွန်တော်တို့ဒီ OS OS အဲစတူဒီယိုရဲ့ဒီခြံကနေထွက်တဲ့ပညာရှင်တယောက်ဆိုလည်းမမားပါဘူးပေါ့နော်ဒီအတန်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်တနည်းအားဖြင့်ပြောရင်အဲ့ဒီမှာမွေးဖွားလာတဲ့ဂီတပညာရှင်အဆိုရှင်တယောက်ဆိုလည်းမမားပါဘူးဆိုတော့ तू ဟာသူ့ရဲ့ဂီတတငယ်ချင်းနေဖြစ်တဲ့ဒီနာမည်ကြီးပေါ့နော်ဒီ ိုငဲ့တို့ကိုမာကြီးတို့လို့နော်ဟိုအရင်တုန်းကဆိုရင်ဒီဟိုကိုဆိုင်ဒီဆိုင်တို့လို့တကယ်နာမည်ကြီးတွေနဲ့သူကလက်ပွန်းသတိအများရန်နေခဲ့ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တောင်မှအဲနေရလာပေမဲ့ကိုမောင်းကြောင့်ကျွန်တော်တို့ကဒီလူတွေနဲ့ထိတွေ့ခွင့်ယဉ်နီးခွင့်ဒီလူတွေရဲ့အတွေ့အမြင်တွေကိုရံဖန်ရံခါကြားခွင့်မြင်ခွင့်ရခဲ့တယ်ပေါ့နော် ဟိုဘာဖြစ်ဖြစ် ကျွန်တော်တို့ဘဝမှာဟိုကျွန်တော်တို့ဝါသနာပါတဲ့ဂီတပညာအတန်ပညာကိုဟိုမျှဝေနိုင်တဲ့အကူတယောက်အနေနဲ့ဟောဒီအမှုပညာလောကအတွက်ဒီသချင်းနေစိုးခဲ့တဲ့တိတန်ရှင်တယောက်အနေနဲ့ဟောနောက်တစ်ခုကကျွန်တော်ရဲ့အမြဲတမ်းရင်ဖွင့်ပေါ်တငယ်ချင်းတယောက်အနေနဲ့ဟောကျွန်တော်တို့ကတော်တော်လေးဟိုပါပေါ့နော်ဟိုအစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ရတဲ့အတွက်အလွန်ပဲဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်။ဟိုတလောအောင်မှဒါအူရစ်ချန်ကဆရာဦးကောင်းမြတ်နဲ့သူ့တငယ်ချင်းတွေကအမတ်တရဆုံဖြစ်ကြတော့ကျွန်တော်လည်းဟိုငငယ်တုန်းကလူတွေပြန်ဆုံအောင်ဆိုပြီးတော့ခေါ်ပါတယ်ဗျ။အဲ့ဒီကနောက်ဆုံးအဲဆုံရတဲ့အမတ်တရတစ်ခုပါပဲဗျာ။ဟိုဆိုရရင် အားလုံးလည်းကျွန်တော်ထင်ပါတယ်သူ့ရဲ့ဒီဂီတမိတ်ဆွေတငယ်ချင်းတွေလည်းကျွန်တော်လိုပဲနှမျောတတ ဝန်းနေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဗျာ